မင်္ဂလာပါရှင်ဒီကနေ့မှာတော့တိုင်းဆရာမမကြည့်ဦးရေးသားထားတဲ့မြစ်တာမိုးရင်နဲ့အခြားဝတ္ထုတို့များစာအုပ်ထဲမှာပျော်ရွှင်ခြင်းနေရာဆိုတဲ့ဝတ္ထုတို့လေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်။ကျွန်မကတော့စာဖတ်သူညလင်းကုန်ဖြစ်ပါတယ်ရှင်။ပျော်ရွှင်ခြင်းနေရာဘုရေကျန်းနဲ့ဒေါ်မိုးဆိုလျင်ကျွန်မတို့မျိုးငယ်လေးတွင်မသိသူမရှိပါ။ထိုလေမရအေးပျော်ရှင်စွာနေတတ်ခြင်းလူမှုရေးစိတ်ဓာတ်ရှိခြင်းသက်ဆိုင်ရေးကောင်းခြင်းတို့သည် သူတို့ဤစီးပွားရေးဖြစ်သောပျော်ရွှင်ခြင်းလက်ဖက်ရည်ဆိုင်နှင့်ငွေငင်းငါဆိုင်ကိုများစွာအထောက်အကူပြုစေပါသည်။တာသမီမထုံးကားတော်လဲနှစ်ဖက်တော်ဆက်သောတူတူမများကိုခေါ်ယူမွေးစားဆောက်ရှောက်ထားသည်။နွေရာသီကာလများတွင်အအေးဆိုင်နှင့်သီဟိုစစ်အဝယ်တိုင်းကိုပါယာဒီကုံလုပ်ငန်းအနေနဲ့တွဲဖက်လုပ်ကင်ပါသည်။တနည်းတွင် အမြဲပျော်ရွှင်ရင်မောနေတတ်သောဥယျာဉ်တယောက် ငကြီးတောင်ဓာကြီးကန်၍အော်ဟစ်ဆိုပုံနေသည်ကို ကျမတွေ့ရတယ်။ယောက်ျားမဟုတ်ဘူးလား။ဟဲ့တတိရှိရင်ထွက်ခဲ့။တခိုးကျင်တခိုးကြံကြံပြီးဒီကျန်းကိုလာမစော်ကားနဲ့။နမ်မီတလုံးနဲ့နေတာနော်။တိလို့ကတော့ကွာအသက်ချင်းလက်ပြစ်မယ်။ဦးရဲ့ကျန်းအီးမြဒေါသထွက်သည်ကိုကျမမမြင်ဘူး၍ယတနာဤအတိတ်အနှစ်ကိုစဉ်းစားမရခဲ့ပါ။ဦးရဲ့ကျန်းဤမွေစားသားကြီးသည် ခခင်ဖြစ်သူအားချုံးမော်ဖြောင်းပြနေတယ်။ဥယေချံဒေါသအတန်ငယ်ငိမ့်သက်အေးစေးတော်မှမျက်နာမသာမယာနဲ့သေးရောက်နေသောဒေါမိုးအားကျမမိုးဟင်းကစာရင်မေးရတယ်။ဒေါမိုးဥယေချံကဘာလို့ဒီလောက်စိတ်တုန်နေရလဲ။စိုင်းပုတ်ကစလုံးကိုဘသူဖြတ်သွားမှမသိလို့ဒေါသဖြစ်နေတာ။ဘယ်စိုင်းပုတ်နဲ့ဘယ်စလုံးကိုဖြစ်တာလဲ။ဟိုမှလည်း ဒေါ်မိုးညောင်ပြရာတို့ကျမလှမ်းကြည့်လိုက်တော့အခါတီးဆိုသည်စလုံးပြည့်၍ကိုစိတ်ဝဲသည်ဆိုသည်ဆိုင်ဘုတ်ကို တွေ့လိုက်ရတယ်။ရက်တန်ငယ်ကြတော့အခါလက်ဖက်ရည်ဆိုင်သည်ကိုစိတ်ဝဲသည်ဆိုသောဆိုင်ဘုတ်ပြဒနာဖြစ်ပြီးစီကားမြေရောင်းဝယ်ကောင်းမြေပင်ဖြစ်တယ်။ရောရွှင်ချင်းမှလက်ဖက်ရည်နှင့်မဟင်းကားသည်အကောင်ဆုံးတွဲဖက်အစားအစာဖြစ်တယ်။အလို့သမားမငါပဲသာသမီများနှင့်ဒေါ်မိုးဤ အဆက်မပြတ်လုပ်နေသည်တန်ရှင်ရည်သည်လည်းစားတော့သူများအတွေ့စိတ်ကျေနပ်စရာပဲဖြစ်တယ်။အမေမို့ခလေးကနှုတ်မုံပြောင်းတိုက်တာမဆိုတော့ဘူး။ဒူးမက်ကလည်းဈေးကအရန်တက်လာတာ။တမီဘယ်လိုလုပ်ရမလဲ။ဒေါ်မိုးမှာဈေးရောက်နေသည်ပဲမှာတမီဘက်သူငယ်ဆောင်လှဲကခလေးဆိုတဲ့နှုတ်မုံပဲဝဲတိုက်လေ။ဟိုပြောပြီးဈေးရောက်သည့်ဘက်သူတဖန်ပြန်လှဲကဈေးရောက်ရတယ်။မုံမှာရန်မိုးဟင်းကားခုံပေတွင် ရန်နေသူအားဒေါ်မိုးမေးသည့်စကားမှာကိုခင်မောင်နို့ဆိုမလားဒေါ်မိုးစီမှာဤစကားတန်ကိုကြားရသော ကိုခင်မောင်ဤဗျာဆိုသောအာမရိတန်နှင့်အတူဒေါ်မိုးသည်လည်းဈေးရောက်နေရာမှာအလင်းမြန်ထကစိုက်အတွင်းဘက်သို့ပြေးဝင်ပြောက်ွယ်သွားပါတယ်။နောက်တနေ့တွင် လပိရေဆိုင်၌စားနောက်နေသည့်အတန်များကိုကြားရတယ်။ဒေါ်မိုးလပိရေဆိုင်ပါနွားနို့တယ်မဟုတ်ပဲလူနို့လည်းရောင်းသလား ဟိုမေးမိရတော်မိုးမှာညနာနီးမြန်းလေးရအဲ့ဒီရောင်တတ်တဲ့အကျင့်ကိုဘလို့လို့ရမှန်းမသိဘူးဟိုရင်မောရင်ညှင်းညူတတ်တယ်တခါကလည်းပြောချင်းချင်းလေးပြေးဆိုင်ရှေ့မှာတက်မတော်သားများဖြတ်သွားသည်ကိုဒေါ်မိုးငေးကြည့်ချင်းတွင်ဥယေချံဤတကယ်ချင်းသည်ဥယေချံဘယ်သွားလဲဟိုမေးရဥယေချံတိုက်ပွဲထွက်သွားတယ်ဟိုတက်မတော်သားများအာကြည့်က ရောင်ထွက်သွားခြင်းကိုရင်မောရင်ကြားခဲ့ရတယ်ကျမတို့မျိုးမှာအခွန်အိုစီမှုသည် စတိုင်ပေါင်းမီကိုသာအမြင်ဝတ်တယ်။အသက်ငယ်၍ရုပ်ချော့သောအိုစီမိုအားစတိုင်ပေါင်းမီဝတ်ထားလျင် စတိုင်ကျ၍လှပနေသည်ကိုဒေါ်မိုးကြည့်ရင်တကယ်ဝတ်ထားသောကမာလေးတစ်ယောက်ကဒေါ်မိုးရှိသူမုတ်စားရန်လာထိုင်သည်နှင့်လက်ဖက်ရည်ဆိုင်ထဲသို့ဝင်လာသောအိုစီမိုအားအိုစီမိုအားစကတ်နဲ့တိတ်လိုက်တာပဲဟုပြောမိခြင်းကိုလည်းအာနာရှက်ရွံ့စွာဖြင့်တောင်းမှန်ရင်းရေမောမိခဲ့ပါသည် ဒေါ်မိုးဤအာယုံထင်လာသောစိတ်တွေးတို့သည်နှုတ်မှရုတ်တရက်စကားတန်အဖြစ်ထွက်လာတတ်မှုကြောင့်စိတ်မကောင်းဖွယ်အဖြစ်ပြက်ကလေးတစ်ခုရှိခဲ့ပါသည်ထို့အဖြစ်အပျက်မှာကျမတို့မျိုးမှာကုံစုံရောက်သောဥတယုတ်သည်သူ့ထက်အသက်ထဝဲများငယ်သော အမျိုးသမီးတဦးနှင့်အိမ်ထောင်ပြုတယ်ထို့အမျိုးသမီးသည် ကုံစုံကူရောက်သောအလုသမားမောင်ခိုင်းဆိုသည့်ယောက်ျားလေးနှင့်ဖောက်ပြန်နေခြင်းကိုနေခြင်းသောကြောင့်တစ်မျိုးလုံးသိကြတယ် သမီးလေးနှစ်ယောက်ဤတန်ရောစင်ဖြင့်ဥတယုံမတိဟန်ဆောင်နေခြင်းအတွေ့လဲတနာကြတယ်။နေနေတိုင်းလက်ဖက်ရည်လာတော့တတ်သောဥတယုံသည် သူစနီးနှင့်သမီးများအတွေ့ပါဆယ်ဆွဲကဝယ်တတ်တယ်။ထိုနေ့ကဥတယုံလက်ဖက်ရည်တောက်ပြီးပါဆယ်ယူမဲဟိုလမ်းပြောတန်ကိုဥယေချံမကြောင်းမီဟိုထင်၍ဒုံမိုးမှာမောင်ကရောက်တဲ့နေရာမှာလှမ်းကကိုရချံဥတယုံမှနေတာကြားလား မောင်ခတ်အတွေပါစေတဲ့။ဥယေချံရောဥတယုတ်ပါဒေါ်မိုးအားမျက်လုံးကြီးများပြူ၍ကြည်လိုက်ခြင်းတွင်သတိရသွားသောဒေါ်မိုးမှာဥတယုတ်ကို အားနာစေဖြင့်ဈေးရောက်သည့်နေရာမှထကာလက်ဖက်ရည်ပါစေတော်များကိုပေးရင်းဥတယုတ်စိတ်မစိုးနဲ့နော်။ဒီနေ့ကျမလှူတာပါ။နောက်လည်းလာနော်။ကျမတောင်းမှန်ပါတယ်။ဟိုစကားများအဆက်မပြတ်ပြောရင်တောင်းမှန်နေတယ်။ဥတယုတ်မှာ စကားတလုံးမှပြန်မပြောပဲခေါင်းငိုက်ဆိုင်ချကလက်ဖက်ရည်တုပ်ကိုယူ၍ထွက်သွားချိန်တွင်ဥယျကြံသည်ဒုံမိုးအားပြစ်တင်ချိန်မောင်းတော်တယ်။မမို့မင်းကွာဥတျုပ်ကိုအားနာလိုက်တာဥတျုပ်ကိုမြင်တာနဲ့မောက်ခိုက်နမ်းမီကဗဇက်ကထွက်လာရသလား။ကျမလည်းဘာလို့ရမှန်းမသိဘူး။ဗဇက်ကအလိုလိုထွက်သွားတာကို နောက်နေ့မှစ၍ဥတျုပ်မှလက်ဖက်ရည်ဆိုင်သို့ရောက်မလာတော့ပါ။ ပျော်ရွှင်ခြင်းဆိုင်ကလေးထံမှဝမ်းနေဝမ်းသာရတာများစွာကို ပေးစွမ်းနိုင်သည့်ခြေစရာပတ်ဝန်းကျင်သည်တမတော်မျိုးလေး၏ပြရုပ်တခုဟုဆိုလျင်မမနိုင်ပါဟုတ်ကဲ့ပါရှင် စာရေးဆရာမမကြည်ဦးရေးသားထားတဲ့ပျော်ရွှင်ခြင်းနေရာဆိုတဲ့ဝတ္ထုတို့လေးကပြီးဆုံးသွားပြီဖြစ်ပါတယ်နားဆင်သူအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကြံပါခြင်းနဲ့ပြည့်စုံကြပါစေရှင်